5ပါရှင်ရန်ကုန်ခေတ္တရနေ့လေကတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်တပ်က KNU ကိုနှီးမျိုးစုံနဲ့ဖျက်ဆီးဖို့ကြံစီနေပြီးဝင်းလိန်ကိုင်းနဲ့ညှိဆုံးနေတယ်လို့အသေးအံသွသွင်းနေမှုပေါ် KNL ဘူဌာနချုပ်ကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုနိုင်ငံပေါင်း9ခုကလွတ်တော်အမှတ်163ခုကရှုတ်ချလိုက်ပြီး နိုင်ငံတကာအနေနဲ့လည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုညှင်းပယ်ဖို့တောင်းဆိုလိုက်တဲ့သတင်းပါဝင်နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်တပ်က KNU ကိုနှီးမျိုးစုံနဲ့ဖျက်ဆီးဖို့အတွက်ထောက်ချောက်ဆင်ကြံစီနေပြီးငွေလိန်ကိုင်းနဲ့ညီဆိုးနယ်ဆိုကအသေးအံသွသွင်းနေတဲ့ပုံ KNL ဘူဌာနချုပ်ကတတိပေးချက်တည်းရထုတ်ပြန်လိုက်ပါတယ်။ မနေ့ကနိုဝင်ဘာလ26ရက်နေ့ညတကောင်ချိန်မှာ KNL ကစစ်တပ်ရဲ့ KNU ပေါ်အပြည့်ထက်တိုက်ခိုက်လာမှုနဲ့ပတ်သက်ပြီးတတိပေးကြေညာချက်တရထုတ်ပြန်ခဲ့ကအဲ့ဒီကြေညာချက်မှာ KNU ရဲ့နိုင်ငံရေးမူဝါဒမှာခိုင်မာပြီးတနိုင်ငံလုံးလွှမ်းခြုံနေတယ်ဆိုတာကိုမှားမှမဟုတ်ဘူးလို့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါအပြင် KNU ကအာဏာရှင်စနစ်ခြုံငင်းဖို့အတွက်ဒဇိုင်းမမတ်တိုက်ပွဲဝင်နေတာကြောင့် KNU ကောင်းမထောင်နိုင်အောင်နီလန်ပေါင်းစုံနဲ့တိုက်ခိုက်ချိန်မုံနေတဲ့ပြင် KNU ကို KSS စစ်တပ်ကဖြိုခွဲဖို့ကြိုးစားခဲ့တယ်လို့ KNL ဘူဌာနချုပ်ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ KNU ကကမကထပြုဥဆောင်တဲ့ NDF တပ်ပေါင်းစုကို1993ခုနှစ်နဝတခင်မှာဖြိုခွဲဖျက်ဆီးပြီး KNU ရဲ့မဟာမိတ်တွေနဲ့ပြည်ရခအထီးကျန်အောင်လုပ်ခဲ့တဲ့ပြည် KNL ရဲ့အောက်ခြေပိုင်းမှာတက်ရှိုးဖြိုခွဲပြီးမိခင် KNU ကို1995ခုနှစ်မှာတော်လန်ပုံကံကရှိသမျှအင်အားနဲ့စုပြုံတိုက်ခိုက်နေတာကြောင့် KNU ထိနာခဲ့ရပါတယ်။ အပြည့်ခက်ရစဲဤကာလမှာလဲ KNU ကိုနီလန်းမျိုးစုံနဲ့ဖျက်ဆီးဖို့ထောက်ကျောက်စင်ကြက်စီခဲ့ပေမဲ့လဲမအောင်မြင်ခဲ့တဲ့ပြင်အခုခါမှာလဲ KNU ကိုငွေလိန်ကိုင်းနဲ့ညှိစွန်းနေဆိုပြီးအသေးစံသွတ်သွင်းနေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နိုဘမာလ28ရက်နေ့ကအကြံဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက KNU ကို DKP နဲ့ပေါင်းစည်းထားတဲ့ပုံစံမျိုးထင်းအောင်ထင်းမားချက်လက်တွေကိုခြေခံပြီးမှားယွင်းစွာဖော်ပြထားပါသေးတယ်။ DKP ရဲ့ KKO ရဲ့ဥက္ကဋ္ဌမန်ယောပါဆန်နာမည်ကိုညှို့ဆိုတာဟာ KNU ရဲ့တာဝန်ပေးတာကြောင့်လို့ဇော်မင်းထိုးကဆိုပြီးအမှန်တကယ် KNU ရဲ့ပတ်သက်တာမရှိဘူးလို့ဆိုထားပါတယ်။1998ခုနှစ် KNU ကစစ်တပ်ရဲ့ထိုးစစ်ကြီးကိုရင်ဆိုင်နေရချိန်မှာစစ်ရှောင်ပြည်သူတွေအလုံးကြီးထွက်ပြေးနေရချိန်အချင်းနေကိုတင်းညောင်ကျိုးပတ်နေရတဲ့ကာလမှာ KNU နဲ့အပြိုင်မန်ရောဘဆန်က KKO ကိုဖွဲ့စည်းတည်ထောင်တာကြောင့်သူ့ကို KNU ဖွဲ့စည်းကနေထုတ်ပယ်ခဲ့တယ်လို့သိရပါတယ်။ DKBA KKO ရဲ့မိခင်ဖွဲ့စည်းမှာ KNU ဖြစ်တယ်လို့ဇော်မင်းထွန်းကညွှန်းဆိုထားကြအောင် ဒီ KPA KKO ရဲ့လုပ်ရဟာ KNU ကတာဝန်ခံရမယ်လို့ယူဆရတဲ့အတွက်အဲ့ဒါကယုတ်တိမရှိဘူးလို့လည်းထုတ်ပြန်ထားပါဗျ။နှစ်စဉ်ကျင်းပလေးရှိတဲ့ DKPA နေ့ဟာဆရာနာရှင်ရဲ့ထိုးခွဲမှုကြောင့်စစ်တပ်နဲ့ပူးပေါင်းက KNU ကိုတရားဝင်တော်လှန်ပုံကန်တဲ့နေ့ဖြစ်ပြီး DKPA မှာ KNU နဲ့အတူမရက်ဒီပဲအခြေအနေရစစ်တပ်ဘက်ကိုယိမ်းနေတယ်လို့လည်းထုတ်ပြန်ထားပါဗျ။ ဒါအပြင်အဆင်အနာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း KNU နဲ့မရက်တီပဲ NCA အပြစ်ရဲ့အခမ်းအနားကိုတက်မြဲတက်နေတဲ့ပြင်အနည်းဆက်ဆုံး2025ခုနှစ်ဩဂတ်လ26ရက်နေ့ KNU ကစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲပေါ်စန့်ကျင်ရေးတိုက်တွန်းထားပေမဲ့လည်း DKPA ကစစ်တပ်ရွေးကောက်ပွဲကိုကူညီသွားမယ်လို့ထုတ်ပြန်ထားပါသေးတယ်။ DKPA မှာသူ့ရက်တီကျတဲ့သူသွားနေပေမဲ့လည်းစောမင်းထွန်းက KNU မှာ DKPA နဲ့အတူ online ငွေလိပ်လုပ်ငန်းတွေညှိစွန်းနေတယ်ဆိုပြီးကြိုးပမ်းပုံဖော်နေတယ်လို့ KNL ဗဟိုဌာနချုပ်ကထုတ်ပြန်ထားပါသေးတယ်။ KNU ရဲ့နိုင်ငံရည်တည်ချက်မှာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပနိုင်မှုထိခိုက်လာတဲ့ပြင်တသက်လုံးဗိုလ်ချဆိုးမိုးနိုင်မှုအတွက်မကောင်းမှုမှန်သမျှကိုကျူးလွန်နေတဲ့စစ်တပ်ရဲ့လက်မဲကြီးပေါ်သွားမှာကိုစိုးရိမ်လာတာကြောင့် KNU ကိုသွေးယူသွေးလန်းတမင်တိုက်ခိုက်နေတာလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် KNU အနေနဲ့မူဝါဒရအွန်လိုင်းငွေလေးလုပ်ငန်းနဲ့စိတ်ကြွမှုရစေဝါကရင်တမျိုးသားလုံးရဲ့ရန်သူသားဖြစ်တယ်လို့ KNL ဘိုးဌာနချုပ်ကထုတ်ပြန်ထားပါသေးရဲ့ရှင်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုကလက်တော်အမတ်163ရောက်ကရှုံချလိုက်ပြီး ိုင်ငံတကာအနေနဲ့လည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုညှင်းပယ်ဖို့တောင်းဆိုလိုက်တယ်လို့နယူးဇီလန်တိုက်ခန်လေဘာပါတီလွှတ်တော် Matthew Tyford ကလူမှုကွန်ရက်ကနေတင်ပြတင်ထုတ်ပြန်လိုက်ပါတယ်။နယူးဇီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊ဩစတြေးလျအရှေ့တီမောအင်ဒိုနီးရှားနဲ့ United Kingdom စုစုပေါင်းနိုင်ငံ၉ခုကဥပဒေပြုလွှတ်တော်မှာပေါ163ရောက်ကမြန်မာစစ်တပ်စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုအတူရောင်အဖြစ်ရှုံချခဲ့ပြီးနိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်းအဲ့ဒီရွေးကောက်ပွဲကိုညှင်းပယ်ဖို့တောင်းဆိုလိုက်ကြပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲမှာဘလို့နီးနေမှလွတ်လပ်ပြီးတရားမျှတတယ်လို့မယူဆနိုင်ပေတရားဝင်မှုလည်းမရှိဘူးလို့လွတ်တော်အမတ်တွေကဆိုပါတယ်ရွေးကောက်ပွဲမှာမြန်မာပြည်သူတွေပေါ်စစ်စင်နှဲနေတဲ့တရားမဝင်စစ်တပ်ကိုပြန်လဲပုံဖော်ဖို့ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့လွတ်တော်အမတ်တွေကထုတ်ဖော်ပြောဆိုထားပါတယ်နိုင်ငံတကာကလည်းလွတ်တော်အမတ်တွေကအတူရောက်မြန်မာရွေးကောက်ပွဲအတွက်လွတ်တော်အမတ်များဤအိတ်ဖွင့်ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့ပေးစာပေးပို့ခဲ့ပြီးရွေးကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်နေတဲ့အတွက် ရွေးကောက်ပွဲပြီးမှလည်းတိုင်းပြည်တည်ငြိမ်အေးချမ်းမှမဟုတ်တဲ့ပြင်အတက်ဖတ်မှုနဲ့မတည်ငြိမ်မှုတွေပုံမများလာမယ်လို့သတိပေးထားပါသေးရဲ့ရှင်။မကွေးတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။မကွေးတိုင်းနမောက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင်းစစ်သားတွေထိခိုက်မှုရှိတယ်လို့ကိုးတုံညာနဲ့တရင်တောင်တွင်းကြီးတပ်ခွဲရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်။ ပြီးခဲ့တဲ့နိုဘမာလ28ရက်နေ့မနက်9နာရီခန့်မှာနမောက်မြို့နယ်မြင်းတဲကြီးကျေးရွာကနေထွက်လာတဲ့အင်အား62ယောက်ပါဝင်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနအိခွဲကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိပေမဲ့လည်းအရေးအတွက်ကိုအတည်ပြုနိုင်တာတော့မရှိသေးပါပဲ။တော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ကိုတုံညာနဲ့တည်ရင်တောင်းတွင်းကြီးတပ်ခွဲရဲ့တာဝန်ရှိသူကပြောပါရယ်။ အဲ့ဒီတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမတ်ဆက်ခွန်ကအမတ်900နှစ်တရင်အထူးလှူရှားစစ်ကြောင်းနဲ့တရက်ခိုင်တရင်တိတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။လက်ရှိချိန်မှာအမတ်903တရင်နမောင်းမြို့နယ်ပကဖားနဲ့နေမြေတွင်းမဟာမိတ်ရဲဘော်တွေကဆက်လက်အင်အားဖြည့်တင်းဆောင်ရွက်နေရကြောင်းဘေးနီးယားဒေသမှာမဆိုတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့နှီးစက်ရနေရာဒေသတွေမှာမနေထိုင်ကြဖို့ကို900နှစ်တရင်တောင်တွင်းကြီးတပ်ခွဲရဲ့တာဝန်ရှိသူကဆက်လက်ပြောပါရရှင်။ ဘကိုးတိုင်းဘက်ကိုကြည့်ရအောင်ပါဘကိုးတိုင်းပေါင်းတယ်မြို့နယ်ကြောက်ကြီးတောင်ကျမ်းဖတ်စစ်တပ်ဂိတ်စခန်းကိုစနိုက်ပါလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင်းစစ်သား၂ဦးသေဆုံးခဲ့တယ်လို့3639တက်တရင်စစ်ထောက်လမ်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဗမာလ22ရက်နေ့မနက်10:35မိနစ်ခန့်မှာပေါင်းတယ်မြို့နယ်ကြောက်ကြီးတောင်ကျမ်းဖတ်စစ်တပ်အထိုင်ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကစနိုက်ပါလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့သိရပါရယ် အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြက်ဖက်စစ်တပ်ဘက်ကစစ်သား၂ဦးသေဆုံးခဲ့ပြီးသေဆုံးသွားတဲ့စစ်သားအလောင်းတွေကိုကြောက်ကြီးတောင်စစ်တပ်အထိုင်ဂိတ်စခန်းမင်းမှာမြေမြုပ်ခဲ့လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြက်ဖက်စစ်တပ်ဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တော်လိုင်းရဲဘော်တွေနီးမားမှရှိတဲ့တဲတွေကြေးရွာတွေကိုကြောက်ရောက်ပောက်ကွဲခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို VR 22ရဲဘော်တွေနဲ့363တဲ့တရင်ရုံးရဲဘော်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါရဲ့ရှင်။ ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာအကြမ်းဖက်စစ်ကောင်မရှိတက်က SSPB SSC နေမီတွေကိုစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ SSPB Info ကသတင်းထုတ်ပြန်လိုက်ပါတယ်။မနေ့ကနိုဘမာလ29ရက်နေ့နေ့လယ်တနာရီကအင်အားတရာဝင်းကျင်ပါတဲ့အကြမ်းဖက်စစ်ကောင်မရှိတက်ကရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPB SSC တက်စကတ်တီရှိရာကြောင်မဲမြို့နယ်ပုံကိုကြည့်ရနီးမှရှိတဲ့တောင်တွင်းတနေရာကိုထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းအကြက်ဖက်စစ်ကော်မရှင်တပ်ဖက်ကမြေပြင်စစ်ကြောင်းနဲ့ဒရုန်းတွေအသုံးပြုကတိုက်ခိုက်နေပြီးတရင်ထုတ်ပြန်ချိန်ညနေ2:56မိနစ်အချိန်အထိထိတွေ့တိုက်ပွဲပြင်းထန်နေသေးတယ်လို့ SSPBA4 ကတရင်ထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်မှုအတွက်ရှမ်းပြည်ဒုတက်ရေးပါတီရှမ်းပြည်တမတော် SSPB SSA တာဝန်ရှိသူတွေစီကိုဖုံးဆက်မေးမြန်းခဲ့ပေမဲ့ဖုံးလက်ခံဖြေကြားပေးတာတော့မရှိသေးပါဘူး။ ကြောင်မဲမျိုးကဒေသခံပြည်သူတို့ပြောတာကတော့အခုတိုက်ပွဲဖြစ်တာကလည်းမျိုးပေါ်ကနေစစ်တပ်ကယူအာရီဘက်ကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ကြတာလို့ပြောပါရရှင်။မန္တလေးတိုင်းဘက်ကိုကြည့်အောင်ပါ။မန္တလေးတိုင်းငဇုံမြို့နယ်မှာဓာတ်တော်ကြီးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးပြည်သူသုံးဦးကိုတပ်ဖြတ်ကရွာလုံးကျွတ်မီးသိမ်းရှို့ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ ီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မနက်၈နာရီချိန်မှာစစ်တပ်ကငဇုံမြို့နယ်တက်တော်ကြီးရွာကိုတိုက်ပွဲမဖြစ်ပွားပဲစစ်တောင်းထိုးလာပြီးတဲ့နောက်ကြီးရွာတွေကိုရောက်တဲ့ချိန်မှာအနီးနားပတ်ဝန်းကျင်တွေကိုလက်နက်ကြီးတွေ drone တွေနဲ့ထွက်ပြီးတဲ့စစ်ပေးဆောင်ပြည်သူတွေကိုလိုက်လံပစ်ခတ်ခဲ့ပါတယ်။အဲ့လိုပစ်ခတ်မှုကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူသုံးဦးသေဆုံးခဲ့လို့သိရပါတယ်။အဲ့ဒီနောက်စစ်တပ်ကတက်တော်ကြီးရွာတစ်ခုလုံးကိုမီးတင်ရှို့ခဲ့ရာကြောင့်အင်ဂျင်တော်တော်များများမီးလောင်ပျက်စီးပြာကျသွားပြီးတဲ့နောက်မှာတော့ စစ်တပ်စစ်ကြောင်းကပြန်လည်ထွက်ခွာသွားလို့သိရပါဗျ။အခုလိုမျိုးပဲနိုဘမာလာ29ရက်နေ့ညနေပိုင်းကလည်းကချင်ပြည်နယ်ဖားကဲမြို့နယ်မနကြီးရွာကိုဖြူဟာကုန်းမှတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်လင်မယား2ဦးဒဏ်ရာရရှိခဲ့ပြီးတအူးမှစိုးရင်ရတယ်လို့ဖားကဲသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့မနကြီးရွာဟာ KIA KPDF တပ်ဖွဲ့တွေထိန်းချုပ်ထားရာစိတ်မှုကြီးရွာအုပ်စုထဲမှာပါဝင်ပြီးစစ်တပ်ကပြန်လည်သိမ်းပိုက်ထားတဲ့စမ်းကြွေကြီးရွာနဲ့ကက်လျက်တီရှိပါရယ် နိုဘမလာ29ရက်နေ့ည10:00နာရီခန့်အချိန်ကလည်းဖားကဲမြို့နယ်မော်စီစာဖျားကုန်းစမ်းကြွေကြီးရွာမှာရှိတဲ့စစ်တပ်စခန်းတွေအပါအဝင်စစ်တပ်တပ်ဆွဲထားရနေရာတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးရဲ့ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းညာဦးမြို့နယ်တစ်ထောင်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးမောင်တန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်ပွဲချင်းပြီးတေဆုံးခဲ့တယ်လို့ပကံဘလူးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မနက်7:00နာရီခန့်ကညောင်မြို့နယ်တစ်ထောက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးမောင်တန်းဟာလက်ပံပေချီကြီးရွာဘက်ကိုဈေးဝယ်ဖို့ဆိုင်ကင်နဲ့ထွက်လာချိန်မှာညောင်မြေကျန်ကားလမ်းမပေါ်မှာပဲပကံဘလူးတပ်ဖွဲ့ဝင်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်နေရာမှာတေဆုံးသွားတယ်လို့သိရပါဗျ။ အဲ့ဒီအုတ်ချုံရင်မူမောင်တန်းဟာအကြံဖက်စစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတဲ့ပြင်ပြည်သူတွေကိုအနိုင်ကျင့်ပြီးပြစ်မှုတွေအများကြီးကျူးလွန်ထားတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရတာလို့ပကံဘလူးတပ်ဖွဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။2024ခုနှစ်အတွင်းကတစ်ထောက်ရွာအုတ်ချုံရင်မူထွက်ပြေးသွားပြီးတဲ့နောက်မှာအခုတည်ဆုံးသွားတဲ့မောင်တန်းကကြေးရွာအုပ်စုအုတ်ချုံရင်မူဖြစ်လာခဲ့ပြီးအနီးကပြစ်ခတ်ခဲ့ရာကြောင့်ပါးနဲ့ရင်ဘတ်တို့မှာကြည်ထီမှန်တန်းရရှိခဲ့တာပါ။ တိတ်ဆုံးသွားတဲ့အလောင်းကိုတော့စစ်သားတွေကလာရောက်ကောက်ယူသွားပြီးညောင်းဆေးုံကိုတည်ဆောင်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးပဲနိုဘမာလ25ရက်နေ့ညနေ9နာရီမှာမွန်ပြည်နယ်ဘီလင်းမြို့နယ်တောင်စွန်းကြည်ရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ကိုကိုဦးကိုဘဝမျက်ရှုစာကြည့်တိုက်ရှိမှာအမည်မသိတဲ့တပ်သားတွေကပြစ်ခတ်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအုပ်ချုပ်ရေးမှူးတင်ကိုကိုဦးဟာပွဲချင်းပြီးမသိဆုံးပဲပြစ်ထန်ဒဏ်ရာရရှိခဲ့ပြီးစေကူသမှုခံယူနေရပါတယ်။ အဒီအုပ်ချုပ်ရေးမူအားကြံဖက်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတဲ့ပြင်ပြည်သူတွေကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတာပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ကေသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ရှားပါ။